ဒီနေ့ကိုရီးယားမှာရှိတဲ့မြန်မာတိုင်ဝိုင်းကြားထဲမှာကိုနဲ့ပတ်သက်ပြီးပြဿနာတစ်ခုဖြစ်တယ်ဒါဘလို့ဖြစ်လဲဆိုတော့ကြတော့ကိုရီးယားမှာဥပဒေပြောင်းလာပြီပေါ့နော်ဥပဒေပြောင်းလာဆိုတော့ခုလက်ရှိနေထိုင်မှုအရင်အနေနဲ့ဆိုင်ပြောင်းလာတာကဘတ်စကားတွေပေါ်တက်ပြီဆိုရင်တောင်မှဒီတောက်လက်စာအေးအေးကွက်တွေတို့အေးအေးဘူးတွေတို့ယူပြီးတော့သွားလို့မရဘူးအဲ့လိုဆိုရင်ကားသမားတွေအတက်မခံဘူးပြီးတော့ဆိုင်တွေထဲမှာရေဝဲပိုးဝင်သွားတဲ့အခါမှာဆိုရင်လဲစားလက်သက်ဘူးတွေစားရင်းနဲ့ပေါ့နော်ဝင်လို့မရဘူးအဲ့လိုဟာတွေကို ဆိုင်အပြင်မှာထားဖို့အတွက်နေရာလေးဆင်လေးလုပ်ပေးထားတယ်။အဲ့မှာအေးဘူးလေးတွေတင်ထားများသောအားဖြင့်အေးဘူးပဲလေအေးဘူးလေးတွေတင်ထားတင်ထားပြီးတော့ဆိုင်ထဲမှာကိုဝဲမဲ့ဟာဝန်းဝဲပြီးရင်ပြန်ထွက်ပြီးရင်အဲ့အေးဘူးကိုပြန်ယူသွားအဲဒါသူတို့ရဲ့လူနေမှုဘဝပေါ့နော်သူတို့ရဲ့ခုနောက်ပိုင်းပြောင်းလဲလာတဲ့စနစ်ပေါ့နော်အဲ့ဒါကိုကိုကွန်းပြဿနာဘယ်လိုဖြစ်လဲဆိုတော့မြန်မာတယောက်ကနေပြီးတော့ဒီဓာကြီးဆို ဒါကြီးဆိုဆိုင်ကိုဝင်နေပေါ့နော်ဆိုင်ဝင်ရင်းနဲ့သူကကွန်းဝါလာကွန်းဝါလာရင်းနဲ့သူကကွန်းထွေးကျင်တာကွန်းထွေးကျင်တော့ကြတော့အမိုက်ပုံးလိုက်ချာတယ်အမိုက်ပုံးလိုက်ချာတော့အမိုက်ပုံးကမရှိဘူးအမိုက်ပုံးမရှိတော့ကြတော့သူကအခြားဆိုင်အပြင်ကိုထွက်ရှာတယ်ဆိုင်အပြင်ထွက်ရှာတော့ကြတော့စင်ပေါ်မှာအေးဘူးတွေ့တယ်အေးဘူးတွေ့ရဆိုတော့ကြတော့အေးဘူးကလည်းအေးလက်ကြံလေးရှိသေးတယ်ဟိုဝယ်ထားတယ်အပြည့်တော့မဟုတ်ပေါ့အပြည့်ဆိုရင်တော့ဒါနှွန့်ထားတယ်သူသူတွေးကြမှာတွေးမှာအေးဘူးတစ်ဝက်လောက်ရှိနေတယ်အဲ့လိုမျိုးကြတော့သူကလည်း အေဘူးနှွန့်ထားရလို့ထင်တယ်ထင်သွားတော့ကြတော့အေဘူးကိုဖွင့်ပြီးတော့သူကကွန်တရီထွေးခဲလိုက်တယ်ထွေးခဲပြီးတော့အေအေဘူးကိုအတိုင်းပြန်ထားလိုက်တယ်ပြန်ထားပြီးတော့ဒီတိုင်းပဲစိုင်းနဲ့ဝင်းဝဲရရှိရဝဲဒီတိုင်းပဲပြန်ထွက်သွားတယ်အဲ့လိုပဲပြီးသွားတယ်ဒါပေမဲ့သူကတော့ပြီးရလို့ထင်နေပေမဲ့တစ်ဖက်မှာကျအဲ့လိုမဟုတ်ဘူးတစ်ဖက်ကလူကကျတော့အေဘူးရဲ့မှာထားပြီးတော့ဈေးဝယ်သွားတယ်ဈေးဝယ်သွားဈေးဝယ်ပြီးတော့ပြန်ထွက်လာတဲ့အချိန်မှာသူအေဘူးထဲမှာကွန်ဒရီမြန်မာထွေးခွဲတယ်ဆိုတော့သူကမသိဘူး မတိတော့ကြာသူအေအေဘူးယူပြီးတော့အေအေဘူးကိုတောက်လိုက်တယ်ကွန်းသွေးတွေနဲ့အဲ့ကြမှာတွေးသွားတယ်ဘလောက်တော်စားထွက်လိုက်မလဲဘလောက်ခံမြင်းလိုက်မလဲပေါ့နော်သူ့ဘက်ကနေတွေးမယ်ဆိုရင်အဲ့ကနေပြီးသူကရဲစခန်းကိုတိုင်တယ် CCTV မှတ်တမ်းနေတယ်အကုန်လုံးပြန်စစ်လိုက်တဲ့အခါမှာမြမဆိုင်နေကနေပြီးကွန်းဝယ်ပြီးထွက်လာတယ်ကွန်းဝိုင်းရင်းနဲ့ဆိုင်နေဝင်ပြီးတော့ဆိုင်နေကနေပြန်ထွက်ပြီးတော့အေအေဘူးတို့ကိုကွန်းတွေထွေးခဲ့လိုက်တယ်ဒီလူကိုစတွေ့ရပေါ့နော်မြမကိုစတွေ့တယ်အဲ့ကနေစပြီးတော့အခုလက်ရှိရဲစခန်းမှာ မှုစစ်ဆေးနေတယ်ပေါ့နော်ဟိုအမိန်ကတော့မချသေးဘူးပြစ်တံပဲဖြစ်မလားဗီဇာပဲရုပ်သိမ်းမလားဒါမှမဟုတ်ဒီကွန်ရောင်းတာတွေကိုပဲပိတ်ပင်မလားတခုခုတော့တခုခုပေါ့နော်ဘယ်လိုမျိုးဖြစ်လာမလဲမသိဒါပေမဲ့အမှုကတော့ကြည်ရယ်ကိုရီးယားဘက်ကတော့လုံးဝရှော့ပေးမယ်လို့မထင်ဘူးပြီးတော့လည်းသူတို့ကလူမျိုးတွေလည်းအရင်ခွဲခြားတဲ့လူတွေဖြစ်တဲ့အတွက်မြန်မာဆိုရင်နောက်နောက်ဆိုရင်အဲ့လိုမျိုးယွန်းပြတခုလို့တော့မြင်ငင်ကောင်းမြင်သွားနိုင်တယ်ပေါ့နော် ဒါနည်း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 လေးစဉ်းစားကြည့်ရင်တော့နည်းနည်းအော်ဂလီဆန်စရာပေါ့နော်ရုပ်စုအကြီးတန်းစရာပေါ့